အားလုံးပဲမင်္ဂလာပါ။နောက်ရှိ YouTube Channel လေးရနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတခါနေဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆိုင်းဆရာအကဆော်ရေးသားထားတဲ့စုံတီဥပဒါနဲ့ဖျားတကဥပဖြူအတွဲ၃ရဲ့စာစဉ်ဆက်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာလည်း Channel လေးကိုလက် Subscribe နဲ့ဗီဒီယိုလေးကိုလည်းလက်မလေးနှိပ်ခဲ့ပေးဖို့အားလုံးတောင်းဆိုပါရစေ။ကဲဒါဆိုဆက်လိုက်ကြဆိုဗျာ။ကျုပ်တို့မြန်မာပြီးပြောလို့ရှိရဲစကားတခုရှိတယ်ဗျ။အပြောနဲ့လုံးနဲ့မညီရဲ့သူဆိုရင်တော့ဗဇက်ကဖျားဖျား လက်ကကာယကာယလို့ပြောတယ်ဆိုတတ်ကြတယ်မဟုတ်လားဗျာကျုပ်တို့ရွာမှာလည်းအဲ့ဒီစကားနဲ့လိုက်တဲ့လူတယောက်ရှိတယ်ဗျအဲ့ဒီလူကတော့ဘုရားတကာဥပဖြူပဲဘုရားတရားနဲ့ပတ်သက်လို့ကတော့ဥပဖြူလောက်တည်ရဲ့လူရွာမှာမရှိဘူးဗျအသက်ကတော့80ကျော်ပြီ80နာရောင်ကန့်နေပါပြီဗျလူကခက်ပူပူအညာသားဆိုတော့အသားခက်မဲမဲပေါ့ငယ်နံမေကတော့ဥဖို့လာတယ်ဗျနံမေနဲ့လူနေကတော့တခြားစီပါဗျအသက်90ကျော်တော့ခယူသိန်းနေတမင်ပြူတွေတကုန်လုံးပေါက်ပြီးတော့အသားရေဖြူတက်လာတာဒါနဲ့ပဲရွာရဲ့ထုံးစံတိုင်း ငယ်နံပဲပြောက်ပြီးတော့ဥပဖြူလို့ခေါ်ကြပါရောဗျာခယူတင်းနေတဲ့တကောလုံးဖြူနေတော့မသိရင်ဘိုးကြီးလိုလိုတရုတ်ကြီးလိုလိုပေါ့ဗျာခယူတင်းဆိုတာလေဖွေးဖွေးဆောင်ဖြူတာဆိုတော့ဥပဖြူဆိုတဲ့နာမည်နဲ့အန်ကိုက်ပါပဲဗျာကျုပ်တို့ခေကတန်ကားတွေကလည်းဂိုင်းကန်တာတွေကွဲကြတယ်ဗျလူတွေလည်းဖျားတရားဆိုပေမဲ့ဂိုင်းမျိုးမျိုးကျင့်တယ်မျိုးမျိုးနဲ့ကွဲနေရောတာပေါ့ဗျာဥပဖြူကြီးကအရင်တော့မိုးပြခန်းဆိုးပဲဗျာနောက်တော့မှခန်းထွက်သွားတာဖျားတရားဆိုလေတိတ်လို့တာပဲဗျာအမြဲတမ်းလေဘင်းမှာပတိဆွဲလို့ ရွာထဲလမ်းလျှောက်တဲ့ခါဆိုရင်လည်းပတိတကုံစိတ်ရင်လမ်းလျှောက်နေတာပါပဲဗျာ။ဇာပီကျန်းကန်နေဆိုရင်လည်းတော်တော်များများမှတ်သားထားတော့တခုခုပြောရင်ဖះဟောဇတ်တော်တွေကကောက်နှုတ်ပြီးတော့ဥပမာပြည့်တယ်ဗျ။နောက်ပြီးတော့ဘယ်ကျန်းကန်လာတာဘယ်မက်ဘယ်ပါဠိဘယ်အထကထာတွေကလာတယ်ဆိုတာကိုတန်းပြောနိုင်တော့ရွာလူတွေကလေးစားကြတာမဆမ်းပါဘူးဗျာ။လူဖြစ်ပြီးတော့တရားဟောတာလည်းသိကောင်းတာဗျ။တူတူရွာမှာကုလက်ရှိတက်နေတဲ့ရွာဦးချောင်းဆရာတော်တောင်မှပဲဥပဖြူလို့တရားမဟောတတ်ဘူး။ဘိုးဘုံတဲ့များလာပြီဆိုတာနဲ့ဥပဖြူကဆရာတော်ရဲ့အချင်းကိုကြည့်ပြီးတော့တရားဖမ်းဟောတာပါပဲဗျာ တရားဟောတဲ့ခါကျတော့လေရိုးရှင်ကြီးမဟုတ်ဘူးဗျဟာသားလေးတွေထဲ့ဟောအဖြစ်မှန်လေးတွေထဲ့တခါတလေဘုရားဟောတဲ့ဇတ်တော်တွေကိုကွက်စိတ်သဘောမျိုးတောင်ဟောပြောတယ်ဆိုတော့ဘုရားနာရီလူကြီးမပြောပါနဲ့ဝင်ကြောင်သားတွေရဲ့ကလေးတွေတောင်မှပဲငေးမောပြီးနားထောင်ရတဲ့အထီကိုကောင်းတာဗျအလူတန်းရှိပြီဆိုလို့ကတော့ဥပဖြူကတော့ငွေဖလှပိုက်ပြီပေါ့ဗျာအာဘောင်အရင်တန်တန်နဲ့ရွာတဲ့ပတ်ပြီးလူခန္ဓာပေါ့စကားပြောရလေတိတ်ကောင်းတာဗျမလူချင်းတဲ့လူကိုလှူအောင်ပြောတယ်နဲနဲလူတဲ့လူကိုများများလှူအောင်များများလူတဲ့လူကိုလည်းခဏခဏလှူအောင်ပြောတယ်ဗျာ စုပေးတာလည်းပြောမနေပါနဲ့။ဘုံကြီးတွေလေ့ကျင့်ပြီးကြကြတဲ့စုရူပန်ကျန်းတို့စုပေးကျန်းတို့အရေးကြိုတောက်ထားသလားမှတ်ရတယ်ဗျ။ဒီတော့လေရွာလူတွေအားကိုးကြလီးစားကြနဲ့သူတဲ့ရွယ်နေလဲဆိုတော့ရွာကန်လူကြီးတူဖြစ်သွားတော့ပါဗျ။ရွာမှာတခုဆိုအများဆန္ဒနဲ့တိုင်ပင်ဆုံးဖြတ်ကြပြီဆိုရင်သူ့မမဖြစ်ခေါ်ကြတိုင်ပင်ကြတာပေါ့ဗျာ။တရက်တော့မနေ့ဆိုရီဥပဖြူတို့အိမ်ုံပေါက်ချလာပါရောဗျာ။အဖေကဥပဖြူချင်းဥပဖြူတရားငွေပလာကြီးပိုက်လို့ပါလား။ဧကန်ကတော့အလူဖန်မှုကိစ္စထင်းတယ် ဒါပေါ့တကြီးဟာမရှိလို့မလူမလူလို့မရှိတယ်ဗျအခုတစ်ခေါက်လာရတာတော့ရွာထဲကခွေးလင်ခွေးလင်တို့ဓမင်းကျွေးပြီးဒါနာပြို့လာခဲ့တာပဲအဖေကမျက်မှောင်ကျုပ်သွားတယ်ဗျအဲကျုပ်လည်းပြုံးစီစီလုံနေတာပေါ့ဘယ်သူမှမွေးမထားပဲသူ့လိုလိုချီးစားပြီးတော့တိုးွားလာတဲ့ခွေးတွေကိုများအစမ်းတကြဲလှုပ်ပြီးအစာကျွေးမလို့လေဗျအဖေကလည်းတည်တယ်ဗျခွေးစာကျွေးချင်တာများဗျာဘူဝဖြူလိုစံတပြီလောက်ချက်ပြီးကျွင်ရပါတယ်ဘူဝဖြူကကောင်းခါလိုက်ပြီးတော့ ကျုပ်တယောက်ထဲကျွေးလိုက်လို့ရတယ်တကြီး။ဒါပေမဲ့ကျုပ်ကမိတ်ကောင်းဆွေကောင်းဆိုတော့တကြီးတို့အကုန်လုံးကုသရစီခြင်းလို့ပါ။ဒါဝရင်သာနှက်ပြီးမှသကြမင်းဖြစ်နေတဲ့ဦးမာကားကြီးတောင်မှသူတယောက်ထဲကုတော်မလုပ်ဖဲသူ့မိတ်ဆွေ၃ကြိတ်၃ယောက်ကိုပါအတူတကွကုတော်ပြုခိုင်းလို့ဒီဆုံးတဲ့အခါနှက်ပြီးမှ၃ကြိတ်၃ယောက်တော့နတ်မင်းကြီးဖြစ်သွားတယ်မဟုတ်လား။သူတို့ကလမ်းပြင်လမ်းပေါက်ဒါသာဆောက်ကြတာဘူးဗျ။တုံးကြီးတုံးရောင်အားနဲ့မှရမှာပေါ့အခုကဥပပြွာခွေးသာကြီးမှမဟုတ်ဘူးလားယောတကြီးอ่ะ ဒီမဲ့တကြီးရဲ့တရိษံတကောင်လှူရင်ဘဝပေါင်းတရာချမ်းသာတယ်ဗျအဲ့ဒါကျုပ်ပြောတာမဟုတ်ဘူးနော်ဘယ်ဟာဟောတာဒီတော့တကြီးတာငွေနဲ့နဲ့လှူရမ်းမယ်ဆိုရင်ကျုပ်တို့ဘဝပေါင်းတရာလောက်အတူတူကောင်းစားကြမယ်ပြီးတော့ကျုပ်တို့အားလုံးအတူတူဟောဒီကုသိုလ်တစ်ခုတည်းနဲ့ရင်းပြုတ်ပြီးတော့အနက်ပုံနန်းနန်းမှာအတူတူခံစားကြမယ်မဟုတ်လားဟုတ်ပါပြီဥပပြုရရော့ငွေစိတ်ဟုတ်ပြီလားအဖေကအိတ်ထရပတ်စံနိုင်ပြီးတော့ဖလားလေးကိုထည့်လိုက်တော့တယ် ။ဦးဘဖြူကဖလားကိုတချင်ချင်းခောက်ပြီးတော့အဖေကိုဆုတွေပေးတယ်။ပြီးတော့ကျုပ်ဘက်ကိုလှည့်လာတယ်။အလကောင်မင်းလည်းလှူအောင်လေ။ဟာဗျာကျုပ်ဘသားကျုပ်ခွေးတကောင်ထမင်းညံခဲ့ပဲပြည့်ကျွေးလိုက်မှာပေါ့မလှူနိုင်ပါဘူးဗျာ။မရှိလို့မလှူမလှူလို့မရှိတဲ့။မင်းအခုမွေးနေရလဲအလှူတဲမလှုပ်လို့ကွာ။ကျုပ်လည်းစိတ်ထဲတော့ဒေါသထွက်လာတာပေါ့ဗျာ။ဦးဘဖြူဟာကျုပ်ကိုတေချာကြည့်ပြောပြီးတော့ပြုံးပြီးပြီးနဲ့ထွက်သွားပါရောကျုပ်လည်းအဖေကိုကြည့်ရင်အဖေဟာ ဒီလူကြီးကအားနေလူကန်ဆင်းနေတာပဲပြီးတော့သူ့လူရယ်ဆိုပြီးတော့နာမည်ကောင်းအောင်ဝင်ယူမယ်ဒါဒီတွေးမနေရနဲ့လက်ကောင်ရသူ့လူမှာကိုထဲ့လိုက်ရဆိုပြီးတော့ကောင်းတဲ့စိတ်ပဲတွေးစမ်းပါသူကတော့မတွေးနိုင်ပါဘူးဗျာအိုးဗျာတကြီးရဲ့လူရွာသားကောင်းမှုကိုကြားဘူးပါလေအခုကတော့ဥပပြုလူရွာသားကောင်းမှုဖြစ်နေပြီဖေရကျုပ်လည်းမနှက်စာစားတော့ပြီးတော့လဲတဲ့ဆင်းခဲ့တယ်ဗျဒီနေ့အတိုင်းပါပဲဗျာ၃လရဲ့လောက်ကြတော့ခွေးစာကျွေးပွဲစတင်ပါရော့ ။ဥပဖြူရဲ့တရိษံမြအပေါ်ဒါနပြုခွဲဆိုပြီးတော့ခေါင်းစဉ်ကတက်ထားသေးတယ်ဗျ။ရွာပြင်စည်းရဲ့ပြန်နာမှာဖျားချမ်းကြီးခင်းတာပြီးကြွေးတာပေါ့ဗျာ။အဲ့ဒီဖျားချမ်းပေါ်မှာသမင်းတွေပုံပြီးတော့အမဲရိုးတဲ့အမဲရွတ်တွေပြုတ်ထားတဲ့ယူဆန်းတာပေါ့။တရွာလုံးကကိုင်းငက်တည်းရလေအစားတောက်ဆိုတော့လာစားကြတာပေါ့ဗျာ။ဥပဖြူကပိတ်ဖြူစင်ကြဲဝက်ပြီးတော့ခေါင်းပေါင်းဖြူနဲ့ခွေးတွေစားတောင်းနေရှိမှမတ်တရက်တယ်ဗျ။ယနေ့ယခုတွင်ကျုပ်ဒီခွေးတတော်ဟာပေါင်းတော်ဟာအစာရေစာကျွေးကကုသိုလ်ဒါနပြုခဲ့ပါသည်ယခုပြုရသည့်ကုသိုလ်ဒါနသည ကျုပ်အတွက်ဒါနပါရမီဖြစ်စေတည်းသူကရွတ်နေတော့ကျုပ်လည်းစိတ်ပေါက်ပေါက်နဲ့မြေစာခဲကောက်ပြီးတော့ခွေးဥထုပ်ပြစ်ထည့်လိုက်တယ်ဗျခွေးဆိုတဲ့မျိုးကအတူတူစားကြတောက်ကြရင်တောင်လူရကြအဲစမန်ခုတ်ကြတာဆိုတော့ကျုပ်ပြစ်တဲ့မြေစာခွေးကိုထိသွားတဲ့ခွေးကထပြီးအော်ရော်တာပေါ့ဗျာသူဘီနာကိုလည်းပတ်ရမ်းတာပေါ့အဲ့ဒါနဲ့ဖြာချမ်းပေါ်မှာထမင်းစားနေရဲ့ခွေးကြီးလည်းတကောင်နဲ့တကောင်ကြိုက်ကြပြူးကြရင်ခွေးကြိုက်ခွေးကြီးဖြတ်သွားပါလေရောခွေးတွေနားမှာပိတ်ပြူစင်ညာနဲ့လုံနေတဲ့ဥပဖြူကိုလည်းခွေးတွေကမျက်စိနောက်ပြီးလိုက်ဆွဲကြတော့ ။ဦးဘာဖြူခမစုတော်မတော်လဲပဲနဲ့ပစိုးစုံအောင်ဆွဲပြီးတော့ရွာထဲကိုလှည့်ပြရပါရွာလာဗျာ။ဒီလူကြီးကိုရွာလူကြီးပိုင်းကလူတွေသာကြည့်ရပါမယ်။လူငယ်ကာလာသားပိုင်းကတော့ကြည့်မရဘူးဗျ။သူကဗဇက်မှအငြင်းမနေတာ။နေရတကလည်းပါကျင်နေဆိုတော့ဟိုလိုက်ပြောဒီလိုက်ပြောနေပေါ့ဗျာ။ကျုပ်တို့ရဲတောင်နေရမြင်လဲအရဲတောင်ယူတဲ့ကြောင်းဇာပေကျန်းကနေနဲ့ထောက်ပြီးတော့ပြောဆိုလို့မဆုံးဘူးဗျ။သူကြတော့အရက်ကိုဖြူနဲ့စိန်ပြီးတောက်တယ်။အမေဒါကြတော့ဆေးဖြစ်နေတုံးတာရတယ်ပေါ့ဗျာ။ ကျုပ်တို့ကတော့ဒီလူကြီးနဲ့တွေ့ရင်ရှောင်းနေတရားဟောခံရင်နားကြီးတာဘူးဗျကျုပ်တို့ဒီလူကြီးကိုဒဲ့ယွန်သွားတော့ဒီလိုဗျအဲ့ဒီတော့ကကျုပ်တဲ့20လောက်ပါဗျတရက်တော့ဥပဖြူရအိမ်ဝင်ရောက်လာပြမှာရောလက်ထဲမှာငွေပလားကင်ထားတာမတွေ့တော့အလူကံမှုလာတာမဟုတ်တော့ဘူးပေါ့ဗျာဥပဖြူကပြေးနားမှာကတ်ထိုင်းရင်ကျုပ်တကြီးကိုရေးတကြီးတိုင်းမင်းစရာတခုရှိတယ်ပြီးတော့ဥပဖြူကကျုပ်ကိုကြွက်ကြည့်ကြွက်ကြည့်နဲ့လုံနေပါရောကျုပ်လည်းဒီလောက်တော့နှက်ပါတယ်ကျုပ်ကိုပတ်ထုတ်ခြင်းနဲ့သဘောပေါ့ဗျာ ကျုပ်လည်းဒါနဲ့အိမ်မော်တက်ခဲ့တော့တယ်ဒါပေမဲ့ကျုပ်ဆိုတဲ့ကောင်ကလည်းကျုပ်ကိုမသိစီခြင်းနဲ့ပိုပြီးသိခြင်းလည်းမဟုတ်လားဒါနဲ့လေကားပေါ်တက်ပြီးတော့ပုံတကွယ်ကနေအသာ၆မီနားထောင်နေတာပေါ့ဗျာကဲဘာအရေးကြီးလို့လဲဦးကဖြူဒီလိုပါတကြီးဟာမတ်တင်လာလို့ပိုင်းနဲ့လေက20လောက်ကအခုမဆိုင်မပြူတော့ကြာပြီမဟုတ်လားအေးလေသူ့ယောက်ျားတည်သွားတော့လဲလုံးမဲ့လူမရှိတော့တာအဲ့ဒါဘာဖြစ်လဲဘာဖြစ်ရမလဲကြီးဟာသူတို့လေတွေကိုတကြီးဟာတိတ်လိုက်ပေါ့ ။ဟာဗျာ။အဖေတန်းမာသွားတယ်ဗျ။ဘူဝဖြူကတော့ဆက်ပြောတယ်။ဟုတ်တယ်တကြီး။သူတို့မဆိုင်ပြူကကြာလို့ဆိုပြီးတကြီးကတိမ့်လိုက်ဗျ။တကြီးဒါလုံမဲ့ဆိုရင်ရွာလူတွေနာခံကြပြီးသားပါ။ကျုပ်ကတိမ့်ပြီးဘာလုပ်ရမလဲ။ဘူဝဖြူကဘေးဘီကိုကြည့်လိုက်ပြီးတော့တိမ့်ပြီးတော့တကြီးနဲ့ကျုံနဲ့တယောက်ဆယ်ကြီးကစီခွဲယူမယ်ဗျ။အလကားတော့မယူပါဘူးဗျ။မတင်လာတော့လေတေကောက်နှစ်ရပြေးလိုက်မယ်လေဒါဆိုရင်လေသူတို့လည်းအဆင်ပြေကျုပ်တို့လည်းအဆင်ပြေတယ်မဟုတ်လား အဖေကခေါင်းခါပြီးတော့နေစမောင်အခုကျုံမှလည်းလေတွေရှိနေရပဲခမရမှလည်းလေတွေများတယ်မဟုတ်လားဘာဖြစ်လို့သူများလေကိုမတော်မတရားလုပ်ပြီးလိုချင်တာလဲဗျာဦးဟာဖြူဟာရေကျဲကျဲနဲ့တကြီးမှလည်းသားသမီးရှိလဲမဟုတ်လားဗျာတနေ့ကြလို့ဒီသားသမီးကိုလေတွေခွဲပေးမယ်ဆိုရင် အခုပိုင်းနဲ့လေလောက်နဲ့လောက်ငါပါမလားတကြီးကျုပ်ပြောတာကိုထင်မမနဲ့နော်ဇေယေကဆိုတာမနေဘူးဗျနောက်ပြီးမတ်တင်လာတော့ကလည်းဆိုက်ပြူတော့မှမဟုတ်တာတော်စမ်းမှဥပဖြူဟာ ဘူဘဖြူဝယ်ခြင်းတပဆိုရင်မတ်တင်လာတော့စီသွားပြီတောင်းဝင်ပေါ့ဗျာကျုပ်ကတော့ကို့ရလုံမှုအတွက်နဲ့သူများပေါ်မတော်မတရားဩစာတုံးပြီးမလုပ်ချင်ဘူးဘူဘဖြူပြန်มาတော့ဒီကိစ္စဆိုရင်တော့ကျုပ်အကူအညီမပေးနိုင်ဘူးဘူဘဖြူလည်းဒေါသထွက်သွားဝင်ရတယ်ဗျပြီးတော့အဖေကိုမကျေနပ်တဲ့ကြီးနဲ့ကြီးရင်ပြန်ထွက်သွားတော့တယ်ဒီတော့မှကျုပ်လည်းအိမ်မွေးနေဆင်းလာခဲ့တယ်တော်တော်အချင်းမကောင်းတဲ့လူကြီးဗျတော့ပြောမနေပါနဲ့လက်ကောင်ရမတ်တင်လာစီရလေတို့ကမတော်မတရားကြီးနဲ့လိုချင်တာကွာလေတေကောင်ဝင်နေရပြီးပြင်တဲ့ကွာ ငါတော့ဒီလိုကိစ္စမျိုးဘယ်တော့မှမလုပ်ဘူးဒီလူကြီးရလည်းဗျာဘီးရင်ပါဇက်ကဘုရားတရားเจ้าကိုမချဘူးအခု तू ဒီလိုလုပ်တယ်ဆိုတာလူတွေသိကြည့်ပါလားအလက်ကောင်ရာဥပပြုဆိုတဲ့လူကတရားပဲတိတာကွာတရားမရှိဘူးဒို့ဗုဒ္ဓဘာသာမှာတရားကိုတိုံနေမရဘူးတိထားတဲ့တရားကိုလည်းလက်တွေကျင်းသုံးနိုင်မှာမဟုတ်လားဒီလိုနဲ့တလားလောက်ကြတော့ဥပပြုလို့နဲ့မတ်တင်လာတော့ကျုပ်တို့အိမ်ကိုရောက်လာပါရောဗျာဥပပြုမျက်နှာကတော့ပြုံးလို့ဗျာတကြီး မတ်တင်လာသူ့လေက20ကိုကျုပ်ကိုရောင်းမလို့တဲ့အဲ့ဒါတကြီးရှိမှပဲအတိတ်တည်းထားပြီးတော့ရောင်းွယ်လာလောက်တာကျုပ်လည်းကြည်နေတာပေါ့သူတို့ကသူတို့ဘလို့ညှိလိုက်လဲတော့မသိဘူးဗျဒါနဲ့အဖေရဲ့ရှိမှပဲငွေချေကြရောင်းကြဝယ်ကြပေါ့ပြီးတော့မတ်တင်လာငွေလေးယူပြီးခုံချောင်းချောင်းနဲ့ပြန်သွားတယ်ဗျအိုးဘဖြူကတော့ကြံနေခဲ့တာပေါ့ဗျပြီးတော့တက်ပြင်းတစ်ချက်ချပြီးတော့တကြီးလောကမှာလူနဲ့ကချမ်းသာတဲ့ဘာနဲ့တဲ့လူပဲချမ်းသာတယ်ဆိုတာတကြီးသိထားတဲ့ ကျုပ်တောင်ဒီစကားကြားပြီးတော့ဒေါသထက်သွားတာဗျအဖေကတော့အေးလူလူပါပဲကျုပ်တို့ဟာငဲ့မနေပါဘူးဥပဖြူကကျုပ်ကတော့သူမြလက်ထက်ကနေမတော်မတရားလုပ်ပြီးမှချမ်းသာမဲ့စားရှာပေါ်မှာပဲမျက်ပေါက်ခံလိုက်မယ်ဥပဖြူကြီးကအဖေစကားကြားပြီးတော်တော်ခံမြင့်တော်ရတယ်ဗျနောက်တော့အင်းကြီးအိတ်ကထက်ကနေရထုတ်ပြီးတော့အဖေကိုလှမ်းပေးတယ်ဗျအဖေကတစ်ဖက်ကိုမျက်နှာလှည့်ပြီးတော့ကျုပ်ကပွဲစားမဟုတ်ဘူးဥပဖြူဥပဖြူပဆက်နေတာပြန်ယူသွားပါတော်ကြပဝင်းကြံမြင်ဥပဖြူနဲ့ကျုပ်ကိုတို့မျိုးထင်ကုန်ပါဦးမယ်ဗျ ိုးဘဖြူကတော့နေရာတိုင်းကိုအိတ်ကက်တွေပြန်ထည့်လိုက်ပြီးတော့အဖေကိုလမ်းညွှန်ထိုးပြီးပြောတယ်ဗျ။တကြီးလောကကြီးမှာတစ်ဖြောင်းဝါဖြောင်းဝဲအရင်ဆုံးရွေးပြီးခုတ်ခမ်းတဲ့ဗျ။အိုးဘဖြူကပြောပြီးတော့ပြုံးပြီးပြီးနဲ့ထွက်သွားရောဗျ။ကျုပ်ဖြင့်ဒေါသထွက်လို့မဆုံးဘူးဗျ။နောက်မှသိရတာမတ်တင်လာယောဂါဖြစ်တာတဲ့ဗျ။အဲ့ဒါနဲ့ဥပဖြူကြီးကလိုလိုလားလားပတ်စံနေထုတ်ချည်ရဆိုပဲ။ယောဂါအတွက်မြို့တက်ပြီးဈေးကူရအဲဈေးရုံတက်ရနေဆိုတော့ဥပဖြူကြီးကသူ့အကျွေးတွေကိုလေလေနဲ့နှိမ်ယူလိုက်တာတဲ့ဗျ။ အဲ့ဒီနောက်ပိုင်းတော့အပီနဲ့ဥပဖြူနဲ့နည်းနည်းခက်တန်းတန်းဖြစ်သွားတယ်ဗျ။နောက်မကြခင်မှာပဲမူဝါဒအစ်တကူထွက်လာတယ်ဗျ။အဲ့ဒါကတော့အရင်တော့မိဘဘဝစင်စဲအုပ်ချုပ်ခဲ့တဲ့ဂျေးရွာလူကြီးကိုဖြုတ်ပြီးတော့ရွာကန်နေရဝမ်းပြီးမဲပြည့်ရဲ့စနစ်နဲ့ရွာလူကြီးကိုအစ်ရွေးကြမယ်ပေါ့ဗျာ။ဒီအချိန်မှာအပီနဲ့ပြိုင်ဘက်ပေါ်လာတယ်ဆိုတော့အဲ့ဒီပြိုင်ဘက်လူကိုဥပဖြူကြီးကကောင်းကောင်းကြီးကိုမြှောက်ပေးထားတာဗျ။ဒါပေမဲ့မှန်းချက်နဲ့နန်းထွက်မကိုက်ပါဘူး။အဲ့ဒီမူဝါဒကလည်းပြတ်သွားတော့ဒုံးတန်တိုင်းအရင်တကြီးတွေပဲဒုံရင်တိုင်ပြန်ဖြစ်သွားတော့တာပေါ့ဗျာ။ သူထောက်ခံတဲ့လူကဘယ်သူလဲဆိုတော့သူသမီးကြီးရဲ့ယောက်ျားသူ့သမက်တယ်ဗျာမတ်ရင်ပြီးတဲ့တနခါတော့လူမိပြီးအင်အားလူတွေတယောက်နဲ့တယောက်ရန်နေဖြစ်ကြတော့မှကျုပ်လည်းသူတို့တွေမယူတော့ဆိုတာသိလိုက်ရတာဗျာဒါပေမဲ့ဘာဖြစ်လို့လဲဆိုတာတော့အเจ้าရှာမရဘူးပေါ့အလကောင်ဒီနေ့ငါလဲလဲတဲ့လိုက်ကြည့်စမ်းမယ်ကွာအဖေကလဲတဲ့ဆင်းမလို့လေဗျဒါနဲ့ကျုံနဲ့အဖေနဲ့လဲတဲ့ဆင်းခဲ့တာပေါ့အငယ်ကောင်ကတော့အင်းရနွားကြီးနဲ့ရင်ဆင်းသွားတယ်အငယ်မတို့ကတော့ထမင်းနှောင်းဆောင်ရဲ့နောက်ကနေလိုက်လာကြမှာပေါ့ဗျာ ျုံနဲ့ဖေလည်းစကားတပြောပြောနဲ့လဲလဲကိုရောက်လာခဲ့တယ်ဗျ။ကျုပ်တို့ရန်နွားတွေကိုတော့လေကတဲ့တစ်ဖက်ကမြက်တော်ကြီးထဲမှာလှုပ်ကြောင်ထားတာပေါ့ဗျာ။မိုးရင်းဆိုတော့မြက်ကလည်းပေါ်မှာပေါ်ပဲဟိုဗျာ။အဖေနဲ့ကျုံနဲ့ကတဲ့မော်လမ်းလျှောက်လာကြရင်လှုပ်ကြောင်ထားတဲ့နှစ်ထီးတည်းကငညိုကြီးလို့ခေါ်တဲ့နှစ်ထီးကကျုပ်တို့စီကိုပြေးလာတယ်ဗျာ။အစားပိုင်းတော့ကွင်းထဲမှာဒီတိုင်းပတ်ပြေးပဲထင်းတာ။နောက်တော့ဘယ်ဟုတ်ပါမလဲဗျာ။ကျုပ်တို့သားဖစီကိုပြေးလာတာဗျာ။ကျုပ်လည်းဘာလုံးမှမသိတာနဲ့ကတဲ့ရိုးဆက်ကမြေစာကဲတစ်ခုကောက်လိုက်တယ်ဗျာ။ကတဲ့ပေါ်ရင်ကြံခဲ့တဲ့မြေစာလေးပေါ့ဗျာ။ မြေစာခဲဆိုပေမဲ့လည်းသုံးပိတ်သားလောက်လေးတယ်တထွားလောက်ရှိတာ ው ကျုပ်လည်းမြေစာခဲကိုလက်နှစ်ဖက်နဲ့တေးချာချာမလိုက်ပြီးတော့အနာကလာတဲ့ငညိုကြီးစီကိုပြစ်ထက်လိုက်တာပေါ့ဗျာအဲ့ဒီမြေစာခဲယူငညိုကြီးကဂျုံနဲ့ခတ်ထုတ်လိုက်တော့မြေစာခဲကြီးကတစားစီဖြစ်သွားပါရောပြီးတော့သူ့ဂျိုးချုံကြီးကိုထိုးဆိုင်လိုက်ပြီးတော့အဖေကိုခတ်ဖို့ပြေးလာပါရောဗျာကျုပ်တို့သားဖဘာလုံးအမှန်ကိုမသိတော့ဘူးအရာအလုံးကမျက်စိတမိတ်တွင် ဖြစ်သွားတာဗျာငညိုကြီးကအဖေကိုခတ်လို့ဆဲဆဲပြေးလာရင်အဖေနဲ့လက်ထွားလောက်ရောက်တော့မှခြေလေးချောင်းစလုံးတုံ့ငနဲ့ကိုရက်သွားတာဗျာ ကျုပ်ဆိုနှလုံးတွေတရိတ်တရိတ်နဲ့ခုန်နေတာဗျဘေးဗျို့ကြည့်တော့မှခလန်လန်အစ်ပင်တပင်အောင်မှထိုင်နေတဲ့ဥပဒါကိုတွေ့တယ်ဗျကျုပ်ထင်တာတော့ဥပဒါများအဖေကိုကယ်သွားတာများလားပေါ့ဗျာအဖေကငညိုရို့ဒီချာချာကြည့်ပြီးတော့ဟဲ့ကောင်ငညိုကြီးဘာဖြစ်လာလဲဟာအဖေငောက်လိုက်တော့မှငညိုကြီးကပြန်လဲထွက်သွားပြီးတော့မျက်ဒီသွားစားနေတယ်ဗျငညိုကြီးဆိုတဲ့နွားကြီးကလိန်မာရဲ့နှထီးပေါ့ဗျာဟောရရင်လည်းမရှိပါဘူးဒီနေ့တော့ဘာစိတ်ကူးပေါက်တယ်လဲမသိအဖေကိုခတ်ချင်နေတာထူးဆန်းနေဗျာ ဒါနဲ့လေတဲ့ကနေညနေမဆောင်ခင်ပြန်ခဲ့တာပေါ့ဗျာအိမ်လဲရောက်ရောအဖေကအိမ်ပေါ်တက်သွားတော့တယ်ဒီချိန်မှာပဲအာခနဲ့អော်ပြီးတော့လေကားဝါနေပြုတ်ကြတယ်ဗျလေကားကိုတိဆိုတော့အတော်မြင့်နေပြောရမယ်အဖေကဟိုလေကားထိတ်ကန်နေပြုတ်ကြတာဗျမြေကြီးပေါ်ဘုံဝင်နေကြပြီးတော့လဲသွားပါရောကျုပ်တို့လည်းပြေးဆွဲပြီးထူရတာပေါ့ဗျာအဖေဘာဖြစ်တာလဲမတိပါဘူးကွာလေကားထိတ်ရောက်တော့မိုက်ကနေဖြစ်သွားပြီးလဲသွားတာပဲအာလက်ကျိုးသွားပြီလားမသိပါဘူးကွာ အမေကလည်းအတော်စိတ်ပူနေတယ်ဗျ။ရှင်အငန်နေစားတာများပြီးတွေးတိုးတာဖြစ်မယ်။အလက်ကောင်ကြီးနင့်ကိုကြီးနဲ့အတူတူတွဲမှာပြီးနင့်ဖေကိုအိမ်မော်တင်ဟဲ့။ပြီးရင်ဥမတ်ကြီးကိုသွားပင်စမ်း။အဖေကိုတွဲတော့အဖေကမတ်တက်တော့မရနိုင်ပါဘူးဗျာ။ပြုတ်ကြတဲ့အတိုင်းခွေခွေကြီးဗျ။အဖေကိုမောင်နှမတွေတွေခဲရခဲစစ်တင်ပြီးတော့အိမ်ရှိခန်းမှာဖြည်းဖြည်းချင်းချထားလိုက်တယ်ဗျ။အဖေကဘယ်ဘက်ဆောင်းပြီးကြတာဗျ။ဘယ်ဘက်လက်ကလှုပ်နေရပါနဲ့ခွေခွေကြီး။ဘယ်ဘက်ကိုတချမ်းလဲထုံလာလို့ပြောတာနဲ့ကျိုးလေဥမတ်ကြီးစီကိုအပြေးလာခဲ့တာပေါ့ဗျာ။ ဦးမကြီးကအိမ်ရောက်တော့အဖေကိုတေချာစစ်ပြီးတယ်ဗျအကျိုးတွေကတ်သွားဝင်ရတယ်တဲ့အဲတန်ကြီးစည်းတွေဘာတွေပြေးခဲ့တာပေါ့ဗျအဖေကတော့အဲ့ဒီပုံစံတိုင်းပဲဘေးဆောင်ကြီးလဲနေပြီးတော့အဲဒူကြီးကွေးလိုကုန်းကုန်းကြီးဗျညရောက်တော့မှယောဂါဆတာပဲဗျအိမ်ရှိခန်းမှာအိမ်နေတဲ့ဖေကထပြီးညီးတော့တာပါပဲဗျအဖေကတောင်းဆိုညီးခဲ့တယ်ဗျအခုတော့တအားတည်းကြီးနဲ့ညီးနေတော့တာကျုပ်တို့လည်းအိမ်ရထပြီးတော့ဝိုင်းပြီးတော့ကုညီရတာပေါ့ဗျအဖေကလုံးကိုကြက်ထုပ်တွေထိုးပြီးအဲဈေးတွေလူးပေးပေမဲ့အဖေကမတက်တာဘူးထင်းနေဗျ အဖေကမျက်လုံးစုံမိပြီးတော့ညှဉ်းညူနေတော့တယ်။ကျုပ်တို့လည်းအဖေဖြစ်တာဆိုတော့စိတ်မကောင်းဘူးဗျာ။အမေနဲ့မောင်နှမတွေတိုင်ပင်ပြီးတော့နောက်တနေ့ပဲမြင်သာဆေးရုံပို့ဖို့ဆုံးဖြတ်လိုက်တယ်ဗျ။ကိုညာတော့အဖေကိုဒီတိုင်းပဲထားရမှာပေါ့ဗျာ။ဒီလိုနဲ့အဖေကတ냐လုံးညှင်းနေရင်ညတကောင်လုံးရောက်တော့မှအတန်တိတ်သွားတယ်။ကျုပ်လည်းအိပ်ဖို့ပြင်နေစဲမှာကျုပ်တို့အိမ်မွားနတ်စင်ကမြင်းပြူရှင်နတ်မှာကတ်ထားတဲ့တောက်တော်ယူခွက်ကခွမ်းကနေသူ့လိုလိုချက်ွဲသွားတာဗျ။ကျုပ်လည်းခဲဒီပါတယ်များမှန်သလားဆိုပြီးလိုက်ရှာသေးတယ်။ခဲမှန်ရင်တော့တခုရှိမှာပဲလေ။ အခုကတော့ထူးထူးဆန်းဆန်းကြီးပြို့ဖြစ်တာလဲကျုပ်မျက်စိရှိတင်ဖြစ်သွားတာဒါနဲ့ကျုပ်လဲအဲ့ဒီညတော့အဖေနာမှာစောင့်နေနိုးတဝဲပြောတဝဲနဲ့အေးရတာပေါ့ဗျာမနေ့မိုးလင်းတော့ဈေးုံသွားကိုပြင်ဆင်ကြပြီပေါ့အကိုကြီးကလဲစင်နေတော့ကျုပ်လဲစိတ်ထဲမတင်ကြတာနဲ့ဥပဒါကြီးကိုပြေးလာလိုက်တယ်ဗျဥပဒါဥပဒါကျုံမော်တော်ကနဲ့ရောက်လာပြီဆိုရင်ဥပဒါကတော့မျက်ခုံလုံးနေလောက်ပြီပေါ့ဗျာဥပဒါကမနှက်စာစားနေတော့ဗျဓမင်းညံကဲကိုစီစားနေပြီးတော့ဘဲလုံးလေးဖြူပြီးစားနေလေရဲ့ ဘာဖြစ်ပြန်တာရောထူးဆန်းတာပြောမလို့ဗျညာအဖေလေကားကပြုတ်ကြတယ်အခုဒီမထနိုင်ဘူးဗျာဆောင်းဆောင်းကြီးပဲအဲ့ဒါအမှတ်ကြီးခေါ်ပြဖို့ကွာပြပြီပြီမနေ့ကညနေခရက်ဒါပေမဲ့အခုဒီမတက်တာဘူးဗျခဏနေမြင်သာဆေးရုံပို့ကြမယ်မင်းကဘလို့ထင်လို့လဲသူကပြောခါများလားလို့ဥပဒါလက်ကိုလက်တော့ဘွားနဲ့တုတ်လိုက်ပြီးတော့ကွင်းရွက်တရက်ကိုယူလိုက်တယ်ဗျပြီးတော့ကွင်းရွက်ကိုထုံးတော့ရှားစင်းနေနဲ့တုတ်တယ် ပြီးတော့ကွန်ရွက်ကိုကရော့ပုံစံထိုးတာပဲဗျာကွန်ရွက်ရဲ့အညာရိုးတံကိုကရော့ရဲ့ဖေမှာပတ်ပြီးခွေတယ်ဗျာပြီးတော့တခုခုကိုမန်းမုံလိုက်တယ်ဟောဒီကွန်ကရော့ကိုယူသွားမင်းပြေနမှုမှာကတ်ကြည့်ဘယောကမှန်ရင်မင်းပြေမခံမရနိုင်အောင်ဖြစ်လာလိမ့်မယ်ဘာမှမဖြစ်ဘူးဆိုရင်တော့သွေးယူသွားယူပေါ့ကွာဘယ်ပြောကမှမဆိုပေါ်လာဥပါသာစုံတိုက်နဲ့တိုက်ကဝေတိုက်အောင်လန်းအားလုံးပေါ်တယ်သွားမြင်မြင်လို့ကျုပ်လည်းကရော့ထိုးထားတဲ့ကွန်ရွက်ကိုကင်ပြီးအိမ်ကိုပြေးလာခဲ့တာပေါ့ဗျာအိမ်ရောက်တော့အပြေကလဲကိုရောက်နေပြီဗျာ ကျုပ်လည်းလဲပေါ်တက်လာရင်ဥပဒါပြောတဲ့အတိုင်းအဖေရဲ့နှဖူးကိုအဲ့ဒီကွန်းကတော့နဲ့ထိလိုက်တယ်။၅မိနစ်၃မိနစ်ကြာတဲ့အထိဘာမှမဖြစ်ဘူးဗျ။ကျုပ်လည်းတေချောင်ဆိုပြီးတော့ဆက်ပြီးထားတယ်။အမေနဲ့အကိုကြီးကလဲပေါ်တက်လာတယ်ဗျ။အလကောင်နေမှာလိုက်ခဲ့အကြီးကောင်မောင်းတော့ဟဲ့။ကျုပ်လည်းအမေတို့နဲ့အတူတူလင်းနေပါသွားတာပေါ့ဗျ။တလန်လုံးလည်းအဖေကိုဥပဒါပေးတဲ့ကွန်းရက်ကတော်လေးနဲ့ကပ်ပြီးလိုက်လာခဲ့တယ်။ဘာမှထူးခြားပုံမထောက်တော့ဘယောကမရှိဘူးပေါ့ဗျ။ပြန်သာဆေးရုံကိုနေမွတ်တက်လောက်မှပဲရောက်တော့တယ်ဗျ။ ဒါတောင်လက်ကိုကိုကြီးကအတော်နေလို့ပေါ့နွားတွေများဟောဟဲလိုက်နေကြပြီဗျဈေးရောက်တော့အဖေကိုတတ်မှန်ရိုက်တယ်ဆရာဝန်တွေကမေးဆန်းပြီးတော့ဒူအသေးလေးနဲ့ဒူးစစ်တွေကိုထုကြည့်သေးတယ်ဗျကျုပ်တို့စမ်းကြည့်ရတဲ့လောက်ကတော့ဘာမှကြီးကြီးမားမားမဖြစ်ပါဘူးအယိုးတွေလည်းအကုန်ကောင်းတယ်ဒါနဲ့မြိုင်သာဈေးရုံမှာနှစ်ရက်လောက်ဆက်တယ်ရတယ်ဆရာဝန်တွေလည်းယောဂရှာပေးမိဘာမှမဖြစ်ဘူးပဲပြနေတာဗျသူတို့စမ်းတာလည်းအကုန်ကောင်းပါပဲဗျဒါပေမဲ့အဖေကအဲ့ဒီတိုင်ခွေခွေကြီးပဲဖြစ်နေတော့တာ သုံးရက်လောက်နေပြီးတော့အဖေကတော့ပိန်ကျသွားတယ်အစားလဲမဝင်ဘူးရေလောက်ပဲတောက်လို့ရတာအမေကတော့စိတ်ုံမတက်ချင်တော့ဘူးဗျသူကလည်းဘယောကလို့ထင်နေပြီဒါနဲ့ပဲစိတ်ုံကနေဆင်းပြီးတော့မြိုင်သားထက်လန်းဆရာတယောက်စီမှာဘယောကဆစ်ကြတယ်ပေါ့ဗျာအထက်လန်းဆရာဆစ်တာလဲဘာမှမတွေ့ဘူးဗျကျုပ်တို့ဖြင့်ဘာလို့အမှန်မသိအောင်အတော်စိုးရင်နေပြီဘယောကလည်းမရှိဘူးဆိုတော့လက်လျှော့လိုက်ပြီးဘိန်းတော့ဆရာကောင်းကောင်းနဲ့ရှာမယ်ဆိုပြီးတော့အဖေကိုရွာကိုပြန်တည်ခဲ့တာပေါ့ဗျာအိမ်မေရောက်တော့အဖေကိုလူနာလာမေးကြတယ်တော်ရလုံးနှီးပါပါပဲ အဲ့ဒီထဲမှာဥပဖြူလည်းပါတယ်ဗျဥပဖြူကအဖေနားမှာဝိုင်းထိုင်နေတဲ့လူတွေကိုကြည့်ပြီးတော့တကြီးနေမကောင်းဘူးဆိုတော့တကြီးအစ်ခန့်မုံများလိုနေပြီလဲမသိပါဘူးသူကတော့အတီးပြောတာဗျစကားကြားပြီးတော့ရွာကန်လူကြီးလည်းအံ့ဩနေကြတယ်ဥပဖြူကစနောက်နေတာပါဆိုပြီးတော့ရေကြဲကြဲဖြစ်သွားတာညနေဆောင်လောက်ရောက်တော့လူတွေရှင်းသွားပြီဗျဒီချိန်ကျမှဥပသားကြီးရောက်လာတော့တယ်မင်းအဖေမကောင်းသေးဘူးဆိုကအိမ်မောသာတက်ကြည့်ပါတော့ဥပသားရဲ့ ။ဥပဒါလည်းအိမ်မော်တက်ကြည့်တယ်။အိမ်ရှိကမ်းမှာကိုကိုဖြစ်နေတဲ့အဖြစ်ကိုကြည့်ရင်ဥပဒါတက်ပြင်းချတယ်ဗျ။အမေကဥပဒါနာကိုကတ်ပြီးဥပဒါကျမယောက်ျားကိုအဆုံးတွေကဝေတရားများပြူစားထားလားတော့။ဥပဒါအဖေလက်တွေကိုဆွဲကင်ရင်နင်တို့လည်းပြောကစစ်သေးတယ်ဆိုမှန်တမ်းရဲ့။ဟုတ်ပါတယ်။အထက်လန်းစရာတော့ပြောကမရှိလို့ပဲပြောနေတော့တာ။ဥပဒါအဖေကိုမျက်မှောင်ကျုပ်ပြီးကြည်နေတယ်ဗျဒီချိန်မှာပဲမြင်းမြူရှင်နဲ့ကွန်ဟာတောက်ရီကွက်က နတ်ကုန်းမွာပြုတ်ကြပြီးတော့ကျမ်းမြင်မဟုတ်ကြတော့တာပဲအရင်ခေတ်ကနတ်ဆက်တဲ့ခွက်တွေကမြေနဲ့စစ်နဲ့လှုပ်ထားတဲ့ခွက်တွေပြဒီခေတ်လို ဖန်ခွက်တွေမပါသေးဘူးဥပဒါအသေးချာချင်းအမေကိုနှုတ်ဆက်တယ်သူအိမ်မွာဆင်းပြီးလေကားရင်းလဲရောက်တော့ကျုပ်ကိုလက်ကုပ်တယ်ပြမိငါနဲ့လက်ခဲလက်ကောင်ဟာဥပဒါတခုထိုးပြီလားဥပဒါကောင်းချင်းခြံနေရနေထွက်သွားတော့ကျုပ်လည်းသူ့နောက်ကနေလက်ခဲတာပေါ့ဗျာလက်ရောက်တော့မှဥပဒါစကားဆတယ်ဗျာ မင်းတို့ရဟာမြင်းမြူရှင်နှက်ကွန်းရေခွက်ကဘာလို့ကြခွက်ရလဲကွာကျုပ်လည်းမသိဘူးအခုမှမဟုတ်ဘူးဗျအဖေလေကားဟောကြတဲ့ညကလည်းသူ့လူလိုခွဲထွက်သွားသေးတယ်ဥပဒါခေါင်းညင်တခုခုတော့တခုခုပဲကွာကဲလာကွာရတော့ရှင်စီသွားမယ်မင်းတို့ကိုးခွက်ရဲ့ရိုးရနှက်ကမင်းတို့တခုသတိပေးချင်နေပြီကွာဒီလိုနဲ့ရတော့ရှင်နှက်ကွန်းကိုထွက်လာခဲ့တာပေါ့ဗျာနေဝင်ပြီးမိုးထုတ်သွားပြီဆိုတော့ရွာထိပ်မှာလူတွေရှင်းသွားပြီလေဥပဒါရတော့ရှင်နှက်ကွန်းကိုကြည့်နေရင် မင်းပြုတ်ရှင်ကဘသူ့ဘက်ကရိုးရလဲကွာအဖေဘက်ကရိုးရဗျဦးပါသားလက်နှစ်ဖက်နောက်ပြေးပြီးတော့နှက်ကွန်းရှိမှတခုကိုရွတ်ဆုံနေတယ်ဗျပြင်ဖိနေတဲ့ပုံစံမျိုးပါဗျပြီးတာနဲ့ကျုံတစ်ဖူးလက်ဝါးနဲ့အုပ်တယ်မျက်စိမိတ်တာအာယုံခံတော့ကျုံလည်းမျက်စိမိတ်လိုက်တော့တယ်ဒီချိန်ကျုံသားထဲမှာအတန်ကြားရတယ်ဗျကြားရတဲ့တန်ကတော့မြင်းခွာတန်နေပဲဟိုးဝေးရနေပြေးလာပြီးတော့ကျုံသားကိုနီးလာတဲ့ပုံပေါ့ဦးပါသားဘာမှမပြောတော့တာနဲ့ကျုံလည်းမျက်လုံးမဖွင့်ရဘူးပါဗျာ နောက်တော့မြင်းခွာတန်းကျုပ်ရှိနာမှာရက်သွားတယ်။မြင်းမှာဆွဲထားတဲ့ခြူလေးတွေကလည်းတချွင်ချင်နဲ့မြင်းရဲ့အသက်ရှူတန်းနာမုတ်တန်းတွေကိုလည်းကြားရသေးတယ်ဗျ။ဒီတငဲ့အိမ်မှာဘာတွေဖြစ်နေလဲဆိုတာပြောပြပါမြင်းပြူရှင်။ဥပဒတန်းကိုကြားလိုက်ရတယ်ဗျ။သူတို့ကိုတိုက်ထားတယ်။ငါ့ကိုလည်းအာစည်းထည့်ပြီးပိတ်ထားတယ်။ငါလည်းအတိအကျပြောလို့မရအောင်။နင်တို့ဖျားเจ้าတောင်းကိုအသေးစားကြည့်။အတန်းတော့ခက်ပြက်ပြက်ပဲဗျ။ပြီးတာနဲ့မြင်းခွာတန်းတွေကြားလိုက်ပြီးတော့မြင်းပြူရှင်ပြန်သွားဝင်ရတယ်။ ကဲလက်ကောင်မျက်လုံးဖွဲ့ကျုပ်မျက်လုံးဖွဲ့လိုက်တော့မျက်လုံးတွေဝါနေတာပါဗျာဥပဒါခေါင်းတဆက်ဆက်ညင်းငါထင်နေတာမှန်နေပါပြီဥပဒါဘာထင်လို့လဲဗျဖះเจ้าဆောင်ကြည့်ဆိုတော့ငါထင်ဖះတိုက်ပဲကွာဖះတိုက်တယ်လားအတော်ဆိုရတိုက်တစ်ခုပေါ့ကွာဖះတိုက်ဆိုတာအတော်ကိုရုံမှာပြီးအောက်တန်းကြိုက်လူတွေပဲလောက်တာသူတို့ကအတိုက်ကိုဖះနားမှာအကွယ်ယူထားတော့ တော်ယုံထက်လန်းစရာစီရင်ဘယောကမပေါ်ဘူးကွာဖျားဒါဒါဆိုဘယ်လိုလုပ်ကြမလဲဒါကတော့မင်းတို့အိမ်သားတွေကိုမေးကြည့်ပေါ့လောလောဆယ်တော့မင်းရင်ကိုပြန်ကွာဘရားចောင်းတော့မှဘာလီထူးခြားနေတယ်လဲဆိုတော့ကြည့်ဘရားတိုက်တာမှန်တယ်ဆိုရင်တော့ဟိုနေ့ကနွားကြီးပြေဝရာသွေးယူသွားရုံမဟုတ်ဘူးဟေ့မင်းဖေလေကားဟိုကပြုတ်ကြရလေအတိတ်ခံရတာပဲဂျုံတယ်ဥပသာလည်းအိမ်ကိုပြန်လာခဲ့တယ်ဗျဥပသာသူ့အိမ်သူပြန်သွားပြီမဲ့ကျုပ်ကတော့အိမ်မုံအမြန်ပြေးတက်ခဲ့တာပေါ့ဗျာ တို့တို့ရင်ကဘုရားကျောင်းဆောင်အခြေအွေပြရှိရလဲတော့ရှိတယ်။ကျုပ်လည်းဘုရားဆင်းသူတို့ကြည့်နေရင်ဘုရားကျောင်းဆောင်တနေရာမှာသုံးလမလောက်ပဲရှိရဲ့ဘုရားဆင်းသူတွေတခုတွေ့ရဲ့ဗျ။ဘုရားဆင်းသူကရွှေရောင်တေးသေးလေးပါ။ကျုပ်လည်းအဲ့ဒီဆင်းသူကိုတခါမှမမြင်ဘူး။ဒါနဲ့အမေကိုခေါ်မေးရတယ်ဗျ။အမေဒီဘုရားဆင်းသူလေးကိုအရင်မမြင်ဘူးဟလား။အမေကကျုပ်ကိုပြတာကိုဒေချာကြည့်ပြီးတော့အော်အေးအဲ့ဒီဆင်းသူလေးကပန်းမုံးထထောင်ဆင်းသူတဲ့။အမေဝဲလာလား မဟုတ်ဘူးဥပဖြူတို့မုံရွာဘက်ဖျားဘူးထွေင်းနဲ့ပြင်လာခဲ့တာပဲအမေတို့လက်ဆောင်ဖြစ်ပြီးလို့ဘုရားကျောင်းတော်မို့တင်ထားလိုက်တာဖျားဥပဖြူပြေးလာလားကျုပ်လည်းအခုမှရေရသိတော်တယ်ဗျပြီးတော့ညနေကလူနာလာကြီးတုန်းကဥပဖြူစကားကိုပြန်ကြားအောင်ပြီးတော့မှဒီပိုးကြီးလက်ချမ်းမှန်တေချာတိသွားတော်တယ်အင်းကဖျားကတော့တော်တော်ထူးခြားနေပြီဗျဒါပေမဲ့ဘာမှမသိတော့ကျုပ်လည်းမကမ်းရဲဘူးဗျဒါနဲ့ဥပသာစီကိုပြန်ပြေးခဲ့ရပါရောဥပသာကြီးဟုတ်တယ်ဗျအိမ်မှာဖျားဆင်းသူအစ်တစ်ခုရောက်နေတယ် ဲ့ဒါလေသူများပြီးတာလားဟိုဘာသာမျက်ကုံးပစ်လိုက်ပြီးတော့ဟေးအဲ့ဒါပဲဖြစ်မယ်ကွာတို့တို့ဘာဆက်လုံးလဲဖယားစင်းလူဆိုတော့ငါကိုင်းလူလည်းမကောင်းဘူးကွာဖြက်စီးပြစ်လို့လည်းအဆင်မပြေဘူးဒီတော့အဲ့ဒီဖယားစင်းလူတော့မင်းပဲပြင့်ခဲ့ကွာမင်းကငါရွာအောင်တော့ပြရမြေကွက်လာမှာစောင့်နေမယ်ကျုပ်လည်းအရင်တစ်ခေါက်ပြန်ပြီးဖျားဆင်းသူကိုလက်ကင်ဘွားတစ်ခုနဲ့ထုတ်ပြီးယူခဲ့တယ်ဗျ။ယူလာရင်လည်းဖျားဆင်းသူကိုမျက်နှာကိုကြည့်ရင် ကျုံမာကြည်ညိုရမှာတဲ့ဒစင်းစင်ကြီးလေးကြောက်ဖို့ကောင်းလာလေလေပဲဗျာနောက်တော့ရွာဦးเจ้าကိုဖြတ်ပြီးတော့မြေကွက်လက်တစ်ခုရောက်လာပါရောဗျာဥပဒါအမောင်နဲ့မှစောင့်နေရဲ့ဗျာအလကောင်မင်းလက်ငါ့ကိုပေးစမ်းကျုံလဲလက်တစ်ဖက်ကိုဥပဒါကိုပေးလိုက်တယ်လက်တစ်ဖက်ကတော့လက်ကင်ပွားနဲ့ဖျားဆင်းသူလေးကင်လို့ပေါ့ဗျာဥပဒါမျက်လုံးနေမိပြီးအာယုံခံနေလိုက်တယ်ဗျာတော်တော်ကြောက်ဖို့ကောင်းတာပဲကွာမင်းဘီကိုအသေးလောက်တာဟေးခொနည်းရဲ့ပဲခံမယ်အခုလေးတောင်၄၅ရက်ရှိနေပြီမဟုတ်လား ဖရဲတိုက်ကိုတောင်ခက်ဆန်းဆန်းတိုက်နေနေဆိုတော့တိုက်တဲ့လူကတော့နင်နေရမဟုတ်ဘူးဟေ။ဥဟာတာတခုလုံးပါအောင်ဗျာ။မင်းဖရဲဆင်းတို့ကိုလောက်အောင်တင်ထားလိုက်။ကျုပ်လည်းဖရဲဆင်းတို့ကိုထောင်ထားလေသားလေးလောက်အောင်တင်ထားလိုက်ရေဗျာ။ဥဟာတာလည်းလောကနှစ်ဖက်ကိုစုလိုက်ပြီးတော့ဖရဲဆင်းတို့ကိုလက်ညှိုးနဲ့တိတိကျကျထိုးပြီးတော့မန်တန်နေရွတ်တယ်ဗျာ။၅မိနစ်လောက်ကြာတော့ပုတ်ရွှီဆိုတဲ့အတန်နဲ့တူဖရဲဆင်းတို့ကပောက်ကွဲထွက်သွားပြီးတော့အဲ့ဒီထေကမီလုံးလေးတစ်လုံးကမိုးအောင်ပြန်တက်သွားတယ်။မီလုံးကတိတ်မကြီးပါဘူးဗျာ။ ဇီးဒီကင်းလောက်ရှိမှာကျုပ်လည်းဂိုင်ထားရနဲ့လန့်ပြီးထခုံတာပေါ့တွာအဲ့ဒီဖျားစင်းသူကိုကိုတော်ပြည်စီတင်ရမှာတွာဆွန့်လိုက်ကွာကိုတော်ပြည်စီတီဆိုတာရွာဦးကျောင်းဝင်းထဲမှာရှိတာဗျအဲ့ဒီဇီးဒီကလည်းဥပဖြူတဲခဲ့တာဒါကြောင့်သူ့ကိုဖျားတက်ကဥပဖြူလို့ခေါ်ကြတာပေါ့ကျုပ်လည်းအမောင်ကြီးတဲ့ဇီးဒီလေးနောက်ပြေးလာပြီးတော့ဇီးဒီတနေရာမှာအဲ့ဒီစင်းသူလေးတင်ပြီးပြန်ပြေးထွက်ခဲ့တာပေါ့ဗျာအားလုံးရှင်းသွားပြီလက်ကောအိမ်ရောက်ရင်မင်းဖေကိုကိုရပြုတ်ရင်းနဲ့ရေဘက်တိုက်ပြီလားဒါဥပဖြူလောက်တာဗျာ ကျုပ်ပြောလိုက်တော့ဥပသာထိတ်လန့်သွားတယ်ဗျဟုတ်ပါမလားဥပဖြူကဖျားထရသမားနော်ကြည်လေဗျဥပသာတော့မယုံဘူးလေဗျကျုပ်လည်းဥပဖြူကအရင်တော့အဖေနဲ့တိတ်မပြေလေတဲ့အကြောင်းတွေအဲဟိုတနေ့ကတနခါတော့ကလည်းဥပဖြူမိမမတ်ရင်ပြီးတဲ့အကြောင်းအခုဖျားစင်းသူကလည်းဥပဖြူတို့ဖျားဖူးတွားကြရင်ပြင်လာပြီးတော့ကျုပ်တို့ကိုလက်ဆောင်ပေးတဲ့အကြောင်းကိုပြောပြတော့ဥပသာပါစပ်အဟောင်းသားနဲ့ဗျကျုပ်ပြောတာယုံတော့မှဥပသာရဲ့အေးယုံပါတယ်ကွာ တေကောက်ဝါကောက်တာမြင်ရပေမဲ့လူအတွင်းစိတ်ကောက်တာမမြင်အောင်မဟုတ်လားခုနေမင်းဖေးတဲ့မင်းတို့မိသားစုထဲမှာလဲတကြီးဖြစ်လောက်တဲ့လူမရှိဘူးဒီတော့ကျင်းဒီပေါက်ရွာရဲရဲ့လူတယောက်ကိုတကြီးတင်ရမှာပဲကွာဒါကြောင့်လို့တာဖြစ်နိုင်တယ်ကျုပ်တော့မကျင်းတတ်ဘူးဥပဒါရဒီလူကိုကျုပ်လက်စားကြည့်မယ်ဥပဒါခေါင်းခါရင်မလို့တော့ပါဘူးလက်ကောင်ရသူကကူသူကကိုယ့်အကူသူမဖြစ်စေနဲ့တော့ကွာသူစိတ်နဲ့သူသွားလိမ့်မယ်ကျုပ်စိတ်ထဲရှိတဲ့အတိုင်းဆိုရင်ဒီလူကြီးကိုဓာတ်နဲ့ပဲသွားခုတ်ချင်တာဗျာ ါပေမဲ့လည်းဥပဒါကြီးကြီးတလို့ဒီခံလိုက်ရတာကျုံမကြည့်မချမ်းတဲ့အိမ်ပြန်လာတော့အဖေကအိမ်ပေါ်မှာငုတ်တူတောင်ထိုင်နေပြီဗျကျုံပြင်အံ့ဩလိုက်တာပြောမနေပါနဲ့အဖေအဖေဘလို့ဖြစ်ပြီပြန်ကောင်းသွားလဲအေးကွာခုနကအိတ်ရလန့်လို့လာပြီးရုတ်တရက်ကောက်ထန်နေတော့နေလို့ထိုင်လို့ရသွားတယ်ကွာဒါနဲ့အိမ်မော်တက်နှက်ကွန်းစင်ကမြင်းပြူရှင်ရုပ်ပုံကြည့်လိုက်တော့လေပုံတော်ထဲမှာမြင်းပြူစီဓာကြီးကင်ထားတဲ့လူပုံကကျုပ်ကိုပြုံးပြနေရလို့တောင်ထင်ရတယ်ဗျာ ။ဦးဘသာပြောတဲ့အတိုင်းပဲဦးဘပြောလဲတိတ်မကြောက်ဘူးတည်သွားတာပဲဗျ။သူများမကောင်းကြတဲ့အကျိုးနေမှာပေါ့ဗျာ။သူတည်သွားတာလဲရိုးရိုးတည်သွားတာမဟုတ်ဘူးဗျ။ခင်ဗျားတို့ဒီအကြောင်းကြီးပြောရမယ်ဆိုရင်တော့ဦးဘဖြူမိမမတ်ရင်ကြောင်ပြန်ပြောမှရမှာဗျ။ဒီနေ့တော့တော်တော့ပြီဗျာ။နောက်နေ့မှမတ်ရင်ကြောင်ဆက်ကြအောင်ဆိုဗျာ။အခုတခါတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာအက္ကဆော်ရေးသားထားတဲ့ဆုံးဒီဥပဒါနဲ့ဖရဲတကဥပဖြူအတွေ့အုံရဲ့စာစဉ်ဆက်လေးပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့တင်ဆက်သူစာနေပဲဖြစ်ပါတယ်